ဟာတဆိုတာကျွန်တော်ဘုရားမှာတစ်ခါမှမလုပ်ဘူးတဲ့ character ဖြစ်တယ်ကျွန်တော်အဲ့ character လေးကိုလှုပ်ဖို့အတွက်ကိုဥနိုင်ကြီးတို့ဟာတဆိုတာသူတို့အတွက်ကသမင်းသားရေတော့လို့ဖြစ်နေတော့သူကိုယ်တိုင်ကျွန်တော်နေရာဝင်ပြီးတော့သူကိုယ်တိုင်အသေးသေး item လေးတွေလုတ်ပြစက်သကလုံးလေးတွေသင်ပေးအဲ့လိုမျိုးလေးတွေဝင်ရံပေးရလေးရှိပါတယ်သူပြောရတယ်မှာထမိန်လောက်ထမ်းတဲ့ဟာလေးကအမှတ်တရပေါ့ကျွန်တော်တို့ရဲ့စပယ်ဦးချန်ထဲမှာရိုက်ကွင်းရိုက်ကြတော့အဖေကမရိုက်ဘူးအမေကကားလာရိုက်တာရိုက်တော့ဘယ်သူလဲသမင်းသားဦးနိုင် ဲ့တော့သူကမင်းသားနာမည်မကြီးသေးဘူးစပြီးတော့ဖြစ်ခါသာမင်းသားအဖေကလာခိုးတယ်ဆိုတဲ့အချိန်မှာအဖွားတွေကျွန်တော်အဖွားဆိုအမေရဲ့အမေပေါ့မသိအောင်လို့ရိုက်ခွင်းကနေအမေကိုအပြင်ကိုခေါ်ထုတ်ပြီးတော့ထမိန်လောက်ကြီးပဲထမ်းပြီးတော့သူကိုယ်တိုင်အဖေနောက်ကိုထည့်ပေးခဲ့တယ်အဲ့လေးအမတ်တရားပဲ It's on the time တကယ်ခုတ်သွားတာပါဗျာအပြင်မှာအဖေကအမေကိုခုတ်ပြေးရတာပါကားတင်ပြီးတော့ခုတ်ပြေးရတာပါအဲ့မှာအမတ်တရားလေးတစ်ခုပြောရမယ်ဆိုရင်တော့အဲ့ဒီမှာအမေကိုအဖေခုတ်ပြေးတော့ငါကားပေါ်မှာအဖေပသိုးတို့ထမ်းပြီးတော့လိုက်ပို့ပေးတာကျွန်တော်အဖွာတော်တန်းတန်းကိုတိုင်းပါခင်ဗျာဒါကြုံလုံးကျွန်တော်ပြောတာပါအဖွာတော်တန်းတန်းလက်ဒီမီဒီယာအင်တာဗျူးကြည့်ပြမယ်ဆိုလို့ချင်းအဲ့ဒါလေးအမှန်တရားဖြစ်တဲ့အတွက်လက်ခံပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့ ပြီးခဲ့တဲ့ခေါက်တုန်းကမင်းသားအသက်ပါပဲမင်းသူနိုင်ဆိုသူခေါ်ရိုက်လို့ကျွန်တော်ကြားရတာပါဘာလာကြေးရွာမှာသားရိုက်တာပါကာသလန်တွဲနာမည်လေးကတိကဖက်ရပါဒါဟာတသလန်တွဲလေးပါဗမာပြည်မှာရှိရတဲ့နာမည်ကြီးလူဖြစ်တော်တွေမပါတဲ့လူမရှိပါဘဘဦးတိန်ညဘဘဦးမိုးဒီတို့ကိုလန်ဒန်တို့ကိုထက်လင်းတို့အကုန်အကုန်အဆုံပါပဲအဲ့လိုပါကြပါတယ်အဲ့ကားမှာကျွန်တော်ကသူကဒါအဖေကိုနဲ့လေကားတူရိုက်ခွဲတာဖြစ်တဲ့တွေ့အဖေကိုချစ်တဲ့စိတ်ကလေးနဲ့ခေါ်ရိုက်ပေးလို့ကျွန်တော်သွားရိုက်ပေးတာပါအဲ့မှာကျွန်တော်ကဖြစ်ချင်တော့မင်းသမီးကိုဖွင့်ချောင်းတဲ့ character ကိုကိုလန်ဒန်ရဲ့သား ဦးနိုင်ကြီးကအဲ့ရမဦးနိုင်ကိုကိုကျော်ရဲအောင်တကြီးသူ့မိန်းမကမျက်ကြည်တီးအောင်သူတို့တမီးရွှေပိုးရင်ကျွန်တော်ရွှေပိုးရင်သွားတောင်းရင်းနဲ့မရလို့စိတ်ညစ်ပြီးပြန်ပေးလာတဲ့ character လေးကိုအဲ့လေးကိုရိုက်ကြတာပါဟုတ်ရိုက်တော့ကိုကဘာလေးလို့လို့သူကဘာလေးတင်ဟာတာဆိုတာကျွန်တော်ဘဝမှာတစ်ခါမှမလုပ်ဘူးတဲ့ character ဖြစ်တယ်ကျွန်တော်အဲ့ character လေးကိုလှုပ်ဖို့အတွက်ကိုဦးနိုင်ကြီးတို့ကဟာတာဆိုတာသူတို့အတွက်ကသမင်းသားရေတော့လို့ပြောနေတော့သူကိုယ်တိုင်ကျွန်တော်နေရာဝင်ပြီးတော့သူကိုယ်တိုင်အသေးသေး item လေးတွေလုတ်ပြစက်သကလုံးလေးတွေတင်ပေးအဲ့လိုမျိုးလေးတွေဝင်ရံပေးရလေးရှိပါတယ်ဟုတ်အဲ့မေကွန်းကြတော့နည်းနည်းဖြေးရတော့ခက်တယ်ဗျာ ြေကတော့နည်းနည်းလေးဂျင်းနဲ့ကြက်ထဲရောက်တယ်ဗျအမေကဖြေရတယ်။ဘယ်သူရဲ့ဘယ်ဝါရဲတော့မပြောတော့ပါဘူးဒါပေမဲ့ရာဂိုင်နှုံးရချင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်ဘလိန်ရတဲ့လူတွေမလုပ်ဖို့ဒီလောက်ကိုဆက်မလုပ်ဖို့တိုက်တွန်းရတဲ့လူတွေကတော့ပုံများပါတယ်ခင်ဗျ။အားပေးရဲ့လူကတော့တယောက်စားနှစ်ယောက်စားပါဟုတ်ကဲ့။ကျွန်တော်ရဲ့ဟိုဒါပြောရလို့ရှိရင်တော့အကျင့်မမကောင်းတဲ့အကျင့်လေးတစ်ခုရှိတယ်ဗျ။အရင်ကတည်းကအဖေမေးစုရင်လဲပြောချင်ရပြောရိုက်ချင်လဲရိုက်ပြီးရင်ကလှုပ်ချင်ရလှုပ်တယ်အကောင်ဆိုတော့သူတို့ပြောလဲသူတို့စကားကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးရင်ကျွန်တော်လှုပ်ချင်ရလှုပ်တာပါ။ အားကြောင့်မလို့ဒီနေ့ဒီချိန်ဒီလိုနေရာထိကျွန်တော်ဒီလိုလေးရဒီလိုရနေပါသူပြောတယ်တယ်မှာထမင်းလောက်ထမ်းတဲ့ဟာလေးကအမှတ်တရပေါ့အေးပြောပြပါဘယ်လိုရလဲကျွန်တော်တို့ရဲ့စပယ်ဦးချန်ထဲမှာရိုက်ကွင်းရိုက်ကြတော့အဖေကမရိုက်ဘူးအမေကကားလာရိုက်တာအဲရိုက်တော့ဘယ်သူလဲဆိုမင်းသားဦးနိုင်အဲ့တော့သူကမင်းသားနာမည်မကြည့်သေးဘူးစပြီးတော့ဖြစ်ခါသာမင်းသားဟိုကိုပြင်းကြီးဦးပြင်းကြီးဆုံးသွားတဲ့ကားမှာဝင်ရိုက်ပြီးတော့နာမည်လေးရခါစားလေးမှာသူ့ကိုဆက်ရိုက်တဲ့အချိန်မှာရိုက်တော့အမေနဲ့ရိုက်ကြအောင်ရိုက်ကြတော့အဖေကလာခိုးတယ်ဆိုတဲ့အချိန်မှာ အဖွားတွေကျွန်တော်အဖွားဆိုအမေရဲ့အမေပေါ့မသိအောင်လို့ရိုက်ခွင်းကနေအမေကိုအပြင်ကိုခေါ်ထုတ်ပြီးထမိန်လောက်ကြီးပါထမ်းပြီးသူကိုယ်တိုင်အဖေနောက်ကိုထည့်ပေးခဲ့တယ်အဲ့လေးအမတ်တရပါတကယ်ခိုးသွားတာပါဗျအပြင်မှာအဖေကအမေကိုခုပြေးရတာပါကားတင်ပြီးတော့ခုပြေးရတာပါအဲ့မှာအမတ်တရလေးတစ်ခုပြောရမယ်ဆိုရင်တော့အဲ့မှာအမေကိုအဖေခုပြေးတော့ငါကားပေါ်မှာအဖေပသိုးထုတ်ထမ်းပြီးတော့လိုက်ပို့ပေးတာကျွန်တော်အဖွားတော်သန်းသန်းကိုယ်တိုင်ပါခင်ဗျာဒါကြုံလုံးကျွန်တော်ပြောတာပါအဖွားတော်သန်းသန်းလေဒီမီဒီယာအင်တာဗျူးကြည့်ပြမယ်ဆိုလို့ချင်းအဲ့ဒါလေးအမှန်တရားဖြစ်တဲ့အတွက်လက်ခံပေးပါလို့ပြောချင်ပါတယ် ဒါတော့ကျွန်တော်ကိုယ်တိုင်မမွေးသေးပါဘူးအဲ့ဒီအချိန်မှာကြုံလို့ပြောရမှာပေါ့အဖေရဲ့ပြောဆိုမှုအမေရဲ့ပြောပြမှုတွေနဲ့တစ်ဆင့်စကားတစ်ဆင့်နားနဲ့ပြန်ပြောပြတာပါ